ဒီနေ့တော့အခန်းကကိုလိုနီခေတ်အကြောင်းကိုလေ့လာကြမယ် ခေတ်အကြောင်းကိုမလေးလာခင် ကိုလိုနီ စနစ်ဆိုတာကို အရင်ပြောပြမယ်နော်ကိုလိုနီစနစ်ဆိုတာကအင်အားကြီးနိုင်ငံတွေကနေစီးပွားရေးအကျိုးမြတ်ရအောင်လို့ねတယန်စာတာအရင်းမြစ်ပစ္စည်းတွေကိုရယူလို့တဲ့အတွက်အင်အားသေးတဲ့နိုင်ငံတွေကိုကျူးကျော်သိမ်းပိုက်ပြီးတော့အုပ်ချုပ်တဲ့စနစ်ကိုပြောတာ။ ကဲဒါဆိုတိချေရိုကိုလိုနီခေဗြိတိရှားလက်ထက်မြန်မာနိုင်ငံရဲ့အခြေအနေတွေကဘယ်လိုလဲဗြိတိရှားတို့ရဲ့အုပ်ချုပ်ရေးပုံစံကိုလေ့လာကြည့်ရအောင်နော်အင်္ဂလိပ်တို့ကပထမကျူးကျော်စစ်ပြီးတဲ့နောက်မှာရခိုင်နဲ့တနင်္လာရီဒေသကိုဘင်္ဂလားနဲ့ဘရင်ခံရဲ့လက်အောက်မှာထားပြီးတော့အုပ်ချုပ်တယ်။ဒုတိယကျူးကျော်စစ်အပြီးမှာအောက်မြန်မာနိုင်ငံကိုတိမ့်ပိုက်ပြီးတော့ဝင်းရှင်တော်မင်းကြီးတအူးခံထားပြီးတော့အုပ်ချုပ်တယ်။ တတိယဒူးကျော်စစ်အပီးမှာတော့မြန်မာတနိုင်ငံလုံးကိုဗြိတိရှ်အင်ပါယာအတွင်းကိုသွတ်သွင်းခဲ့ပြီးတော့ဒုတိယဘီရင်ခံခံထားပြီးတော့အုပ်ချုပ်ခဲ့တယ်အုပ်ချုပ်ရေးကဘယူရိုကရေစီအုပ်ချုပ်ရေးဖြစ်ပြီးတော့မဟာဝေရှင်တော်မင်းကြီးအရေးပိုင်း၊နေပိုင်း၊မြို့ပိုင်း၊မြို့အုပ်တကြီးစသည်တို့နဲ့စင်ကဲတာဝန်ယူပါတယ်အုပ်ချုပ်ရေးဖြစ်တယ် ဗြိတိရှားတို့ဟာမြန်မာနိုင်ငံကို သိမ်းယူပြီးတဲ့အချိန်ကနေစပြီးတော့တောင်တန်းဒေသနဲ့မြေပြန့်ဒေသဆိုပြီးတော့နယ်မြေပိုင်းခြားသတ်မှတ်ပြီးတော့အုပ်ချုပ်ခဲ့တယ်။ကိုလိုနီအုပ်ချုပ်ရေးလဲပတ်နိုင်စေဖို့အတွက်အုပ်ချုပ်ရေးဌာနတွေကိုတိုးချဲ့ဖွဲ့စည်းခဲ့တယ်။ဗြိတိရှားအစိုးရကဒိုင်းယာခီအုပ်ချုပ်ရေးကို1923ခုနှစ်မှာမြန်မာနိုင်ငံကိုပေးအပ်ခဲ့တယ်။ ဒါယာခီအုပ်ချုပ်ရေးဆိုတာကဗြိတိရှားအစိုးရနဲ့မြန်မာတို့နှစ်ဦးနှစ်ဖက်ပူးတွဲအုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။အုပ်ချုပ်ရေးဌာနတွေကိုဗြိတိရှားအစိုးရကိုစားဘရင်ခန်းနဲ့အင်္ဂလိပ်အရာရှိကြီးတွေကတစ်ဖက်မြန်မာလူထုကရွေးကောက်တင်မြှောက်ထားတဲ့အမတ်တွေကတစ်ဖက်အုပ်ချုပ်တယ်။ 1935ခုနှစ်မြန်မာနိုင်ငံအစိုးရအဥပဒေအရမြန်မာနိုင်ငံကိုအိန္ဒိယနဲ့ခွဲထုတ်ပြီးတော့62ဌာနအုပ်ချုပ်ရေးကို1938ခုနှစ်မှာပေးအပ်ခဲ့တယ်ပြည်သူကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးဌာနပေါင်း62ဌာနကို စီမံအုပ်ချုပ်ခွင့်ရတာကြောင့်62ဌာနအုပ်ချုပ်ရေးလို့ခေါ်တာ ကိုဆက်တဌာနအုပ်ချုပ်ရေးမှာဘယင်ခံကအချုပ်ချာအာဏာပိုင်သူ ဖြစ်ပြီးတော့ဘယင်ခံရဲ့လက်အောက်မှာ ဥပဒေပြုလွှတ်တော်နဲ့ဝင်ကြီးအဖွဲ့တို့ရှိတယ်။ကဲဒါဆိုလို့ရှိရင်ဒီချဲတို့ကိုလိုနီခေတ်ဗြိတိရှားလက်အောက်ရဲ့စီးပွားရေးအခြေအနေတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်။ကိုလိုနီခေတ်မြန်မာနိုင်ငံရဲ့စီးပွားရေးဟာအရင်းရှင်စီးပွားရေးဖြစ်တယ် စီးပွားရေးလုပ်ငန်းတွေကိုဗြိတိရှားအစိုးရနဲ့နိုင်ငံခြားသားအရင်းရှင်တို့ကသာပိုင်ဆိုင်ကြတယ်။မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းကစံစဘာဆိုင်ပြိုးရေးဖြစ်တဲ့စူးအပ်တူမြောင်းဖွင့်ပြီးတဲ့နောက်မှာစံစဘာအယောင်းဝယ်ဟာပို့ပြီးတော့တိုးတက်လာခဲ့လို့ဗြိတိရှားတို့ကစံစဘာတွေကိုတိုးချဲ့ဆိုင်ပြိုးဖို့အားပေးခဲ့တယ်။ လဲသမားတွေကလဲရဆိုင်ပြိုးရေးအတွက်လိုအပ်တဲ့ငွေအရင်းနှီးကိုဗြိတိရှားတို့ဟာအိန္ဒိယနိုင်ငံကနေပြီးတော့ခေါ်သွင်းလာခဲ့တဲ့ချစ်တီတို့ထံမှချေးယူကြရတယ်။ဒါပေမဲ့အတိုးနှုန်းကြီးမားမှုတွေကြောင့်လဲမြေတွေလက်လွတ်ဆုံးရှုံးကြရပြီးချစ်တီတွေပိုင်တဲ့လဲမြေတွေသာတိုးပွားလာခဲ့တယ်။ကိုလိုနီခေတ်မှာဆန်စပါးလုပ်ငန်းတွေအပြင်ရေနံတက်တုတင့်နဲ့ကြက်ပေါင်စီ ရောဘာလုပ်ငန်းတွေကို တိုးချဲလုပ်ကိုင်းခဲ့တယ်။အရင်းရှင်စီးပွားရေးစနစ်ကို အထောက်အကူဖြစ်စေဖို့အတွက်လမ်းပန်းဆက်သွယ်ရေးကောင်းမှုတိုးတက်အောင်ဆောင်ရွက်ခဲ့တယ်။မီးရထားလန်းမော်တော်ကားလန်းတွေကိုတိုးချဲ့ဖောက်လုပ်ခဲ့တယ်။ပြည်တွင်းရေချောင်းတဲယူပို့ဆောင်ရေးကိုတိုးတက်အောင်လို့လည်းဆောင်ရွက်ခဲ့တယ်။ ကိုလိုနီခေတ်စည်းပွားရေးအခြေအနေတွေက ရခိုင်အားထက်များစွာ တိုးတက်လာခဲ့ပေမဲ့တိုင်းရင်းသားတို့ကအကျိုးမြတ်ကိုမခံစားရဘဲနဲ့နိုင်ငံခြားသားအရင်းရှင်တို့ကသာ အများဆုံးခံစားခဲ့ကြရတယ်။ဒီပုံလေးကတော့ကိုလိုနီခေတ်ရေနံတူးနေတဲ့ပုံလေးနော်။ဒါလေးကတော့ကိုလိုနီခေတ်ကျပောင်စီထုတ်ယူနေတဲ့ပုံဒါကတော့ကိုလိုနီခေတ်ကတက်ထုတ်ယူတဲ့ပုံ ကဲဒီစာပိုက်ထဲမှာပါတဲ့ချစ်တီးဆိုတာကအိန္ဒိယနိုင်ငံကနေမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ငွေတိုးချီးစားတဲ့လုပ်ငန်းလုပ်ကိုင်တဲ့အိန္ဒိယလူမျိုးပြောတာနော်အရင်းရှင်ဆိုတာကတော့ကုံထုပ်အရင်းကြီးကိုပုဂ္ဂလိကပစ္စည်းအဖြစ်ပိုင်ဆိုင်ပြီးတော့အရင်းမဲ့တဲ့အလုပ်သမားတွေရဲ့လှုပ်အားကိုခြေလှယ်တဲ့ဝေရှင်ကြီးရှင်တွေကိုပြောတာကဲဒါဆိုတိချင်းနဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ် ဒီစာသင်ချိန်မှာတီချယ်တို့ကကိုလိုနီခေတ်ရဲ့လူမှုရေးအခြေအနေနဲ့ပညာရေးကိုလေ့လာကြည့်ကြမယ်ကိုလိုနီခေတ်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံကို လူမျိုးပေါင်းစုံဝင်ရောက်လာခဲ့တယ်။အဲဒါကြောင့်မြန်မာလူအဖွဲ့အစည်းအတွင်းမှာဝတ်စားဆင်ရင်မှုနဲ့လူနေမှုဘဝအတွေးခေါ်တွေပြောင်းလဲလာခဲ့တယ်။ ကျေးရွာလူနေမှုစနစ်ကနေမြို့ပြလူနေမှုစနစ်ကိုပြောင်းလဲလာခဲ့တယ်။ဒါဆိုကိုလိုနီခေတ်ရဲ့လူနေမှုပုံစံတွေကိုအရင်လေ့လာကြည့်ကြမယ်နော်။ကိုလိုနီခေတ်မှာဗရီတရဲလူနေမှုစနစ်ကနေအရင်ရှင်လူနေမှုစနစ်ကိုပြောင်းလဲလာခဲ့တယ်။လောက်အားကားကိုဈေးပေါဆုံးရနိုင်ဖို့အတွက်အိန္ဒိယကလဲကူလီတွေအလုသမားတွေကိုတင်သွင်းခဲ့တယ်။တရုတ်အလုသမားတွေလည်းဝင်ရောက်လာခဲ့တယ်။ အဲ့လိုမျိုးအရင်ရှင်စီးပွားရေးစနစ်နဲ့အတူ နိုင်ငံခြားသားတွေဝင်ရောက်လာလို့မြမလူနေမှုအဖွဲ့အစည်းအတွင်းမှာ အပြောင်းလဲတွေဖြစ်ပေါ်လာခဲ့တယ်။ကျေးရွာလူနေမှုစနစ်ကနေမြို့ပြလူနေမှုစနစ်ကိုပြောင်းလဲလာတယ်။လူမျိုးတွေလည်းစုံလာတယ်။ခေတ်ပညာတတ် လူတန်းစားတွေလည်းပေါ်ပေါက်လာခဲ့တယ်။ နိုင်ငံခြားသားတွေနဲ့အတူသူတို့ရဲ့ကိုယ်ခွယ်ယုံကြည်မှုနဲ့စာပေတွေရောက်ရှိလာပြီးတော့မြန်မာလူအဖွဲ့အစည်းရဲ့ဝတ်စားစင်ရင်မှုနဲ့လူနေမှုဘဝအတွေးခေါ်တွေပြောင်းလဲလာခဲ့တယ်။အနောက်တိုင်းဆေးပညာလွှမ်းမိုးလာတာကြောင့်တိုင်းရင်းဆေးပညာက မေးမိန်လာခဲ့တယ်။ အထက်မြန်မာနိုင်ငံမှာမန္တလေးဆေးရုံကြီး၊အောက်မြန်မာနိုင်ငံမှာရန်ကုန်ဆေးရုံကြီးနဲ့ဒက်ဖရီဗဟိုအမျိုးသမီးဆေးရုံတို့ကို ဖွင့်လှစ်ပေးခဲ့တော့လေကျေးလက်ဒေသတွေမှာတော့ဆေးရုံများဖွင့်လှစ်နိုင်ခြင်းမရှိလို့အသေးအပြောင်းနှုန်းများခဲ့တယ်ဒါပေမဲ့ဘရီသရစ်ခေတ်ကထက်ပိုမိုတိုးတက်လာတဲ့လူမှုရေးအခြေအနေတွေလည်းရှိခဲ့တယ်။ကိုလိုနီခေတ်ပညာရေးဟာဗြိတိရှအုပ်ချုပ်ရေးကိုအထောက်အကူပြုတဲ့ပညာရေးစနစ်ဖြစ်တယ် ကိုလိုနီအုပ်ချုပ်ရေးမှာအစစ်နဲ့ရာဓူးတွေမှာတိုင်းရင်းသားအမှုဌာန်တွေကိုခံထားဖို့အတွက် လိုအပ်လို့အဲ့ဒီပညာရေးစနစ်ကိုစတင်ခဲ့တယ်ကိုလိုနီပညာရေးစနစ်ကျင့်သုံးတဲ့အတွက်ဖြစ်ပေါ်လာတဲ့ပြောင်းလဲချက်တွေကဖုံးတော်ကြီးเจ้าနေအရေးအတွက်နေသွားပြီးတော့ခေပညာသင်เจ้าနေခရစ်ယာန်သာသနာပြုเจ้าနေပေါ်ပေါက်လာခဲ့တယ်။ဆက်မှုလက်မှုသင်တန်းเจ้าနေအတံမွေးဝမ်းเจ้าဆရာเจ้าနေကို ဖွင့်လင့်ခဲ့တယ်။ အရင်ရှင်ကိုအကျိုးပြုတဲ့ကိုလိုနီအုပ်ချုပ်ရေးကိုအကျိုးပြုတဲ့ပညာသင်ကျောင်းများသာဖြစ်တယ်။အင်္ဂလိပ်ဘာသာနဲ့သာသင်တဲ့အင်္ဂလိပ်စာသင်ကျောင်း၊အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်း၊မြန်မာဘာသာနဲ့သာသင်တဲ့တိုင်းရင်းမြန်မာကျောင်းဆိုပြီးတော့ကျောင်း၃မျိုး၃စာရှိတယ်။ရန်ကုန်ကောလိပ်ကို1881ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ရန်ကုန်ကောလိပ်နဲ့ခေတ်ပြိုင်ပေါ်ပေါက်လာတဲ့ကောလိပ်ကယူတဒန်ကောလိပ်ဖြစ်တယ်။ 1920ပြည့်နှစ်မှာရန်ကုန်ကောလိပ်နဲ့ယူဒတန်ကောလိပ်တို့ပေါင်းပြီးတော့ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်လာခဲ့တယ်။1926ခုနှစ်မှာအင်္ဂလိပ်မြန်မာဆရာအတက်တင်ကြောင်း ခုနှစ်ကျောင်းရှိလာပြီးတော့1932ခုနှစ်မှာတော့ရန်ကုန်မြို့မှာဆရာဖြစ်တဲ့ကောလိပ်တို့ကိုဖွင့်လှစ်ခဲ့တယ်။ ဒီပုံလေးကတော့ရန်ကုန်တက္ကသိုလ်ဘွယ်နင်းသဘင်ခမ်းမပုံလေးဖြစ်တယ်။ဘွယ်နင်းသဘင်အဆောင်အုံတွေထဲမှာဘွယ်ရတဲ့ចောင်းသားတွေကိုဘွယ်ချင်းမြင့်နဲ့ခမ်းမရှိတယ်။ရန်ကုန်တက္ကသိုလ်မှာရှိတယ်။အဲ့ဒီတက္ကသိုလ်မှာဝိဇ္ဇာ၊သိပ္ပံ၊အတတ်ပညာ၊အသိပညာတွေကို သင်ကြားပို့ချပေးတဲ့နေရာလည်းဖြစ်တယ်။ဒါဆိုကိုလိုနီခေတ်ရဲ့လူနေမှုစနစ်ရဲ့ကောင်းကျိုးအဆိုးကျိုးတွေကိုသိရှိပြီးတော့ပညာရေးအခြေအနေတွေကိုလည်းတည်သွားကြပြီထင်တယ်။ ဒါဆိုဒီချိန်နဲ့နောက်စာတင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ဒီစာသင်ချိန်မှာဒီချေတို့ဟာကိုလိုနီခေတ်မှာပေါ်ထွက်လာခဲ့တဲ့စာပေနဲ့အမှုပညာလက်ရာတွေအကြောင်းကို လေ့လာကြည့်ကြမယ်နော်။အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီးမှာ အောက်မြန်မာနိုင်ငံမှာဗြိတိရှားတို့ဟာပုံနှိပ်တိုက်တွေတည်ထောင်လာကြတယ်။ ဲ့ဒီပုံနှိပ်တိုက်တွေမှာစာအုပ်စာတမ်းနဲ့သတင်းစာတွေရိုက်နှိပ်ထုတ်ဝေကြတယ်ဗြိတိရှားတို့ကမြန်မာတနိုင်ငံလုံးကိုသိမ်းယူပြီးတဲ့အခါမှာပုံနှိပ်တိုက်တွေထပ်မံပေါ်ပေါက်လာခဲ့တယ်။အဲဒီပုံနှိပ်တိုက်တွေမှာပြည်ကတ်၃ဘုံဥပဒေကျမ်းနေနဲ့ကျောင်းသုံးစာအုပ်အမျိုးမျိုးတို့ကို ပုံနှိပ်လာခဲ့တယ်။ပြားဆက်အေးသားလည်းခေစားလာခဲ့တယ်။ကာလပေါ်ဝိထုအေးသားများလည်းပေါ်ထွက်လာခဲ့တယ်။ James Lajor ရဲ့မောင်ရင်မောင်မမေမဝတ္ထုနဲ့ဥဖိုးစော်ရဲ့ Robinson Crusoe ဝတ္ထုတို့ဟာထင်ရှားတယ်။အင်္ဂလိပ်စာပေဖတ်ရှုသူတဖြည်းဖြည်းများပြားလာခဲ့တယ်။အင်္ဂလိပ်ဝတ္ထုကိုမှီးပြီးတော့ဝတ္ထုတွေရေးသားလာခဲ့တယ်။ဘာသာပြန်စာပေတွေလည်းပေါ်ပေါက်လာခဲ့တယ်။ပင်ကိုရေးမြန်မာဝတ္ထုတွေမဂ္ဂဇင်းတွေဂျာနယ်တွေလည်းထုတ်ဝေလာကြတယ်။ ခေဆန်းစာပေရေးတာပေါ်ပေါက်လာတယ်။ကိုလိုနီနယ်ချဲဆန့်ကျင်ရေးနဲ့အမျိုးသားရေးစိတ်ဓာတ်ကိုနှုံဆော်ပေးတဲ့စာပေတွေလည်းပေါ်ထွက်လာခဲ့တယ်။အဲ့ဒီစာပေမျိုးကို အများဆုံးထုတ်ဝေခဲ့တဲ့စာပေတိုက်ကငကနီစာပေတိုက်ဖြစ်တယ်။ကဲဒီပုံလေးရတော့ကိုလိုနီခေရဲ့ငကနီစာအုပ်ပုံလေးနော်။ဒီနောက်တဲ့ပုံကတော့ကိုလိုနီခေတ်မှာထုတ်ဝေခဲ့တဲ့သူရိယာသတင်းစာပုံလေး။ဒါဆိုတီချေတို့ကအမှုပညာလက်ရာတွေအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်။ မြမပကြီးကိုရွှေရဲပကြီးရွန်းပကြီးနဲ့ဆေးရဲပကြီးဆိုပြီးတော့သုံးမျိုးသုံးစားခွဲခြားနိုင်တယ်။ကုန်းပောင်ခင်းမှာ ရွှေရဲပကြီးကို မင်းသုံးနှန်းသုံးပကြီးအဖြစ်အသုံးပြုပြီးတော့ကိုလိုနီခင်းမှာဖျားဒဇောင်းတို့မှာ အသုံးများတယ်။ရွန်းပကြီးကတော့ရွန်းထဲမှာကညစ်နဲ့ရေးချယ်ပြီးတော့ဆေးသွင်းခြင်းဖြစ်တယ်။ဆေးရဲပကြီးမှာတော့ပင်မပကြီးဖြစ်တယ်။ ကိုလိုနီခေတ်မှာအနောက်နိုင်ငံပကြီးစနစ်ကိုလက်ခံလာတော့လေမြမအစင်လာပကြီးရေးဟန်အိုးတော့မစွန့်လွတ်ကြဘူးအနီးအဝေးအလင်းအမှောင်စတဲ့အယူအဆတွေကိုအမှန်တကယ်မြင်ရတဲ့ပုံစံအတိုင်းရေးဆွဲလာတဲ့အနောက်တိုင်းပကြီးစနစ်ထွန်းကားလာခဲ့တယ် ပထမကဘာဆက်အတွင်းကနေစပြီးတော့မြမဂီတကိုအနောက်တိုင်းဂီတကလွှမ်းမိုးစာပြုတ်လာတယ်။တဲသွားတယ်ဆန်းသစ်လာတာနဲ့အမျှတူရိယာတွေလည်းဆန်းသစ်လာတယ်။စိုင်းပတလာဆောင်းစန်းနေရစသည်တို့ကိုတီးမှုတ်တဲ့ဂီတပညာရှင်တွေလည်းရှိခဲ့တယ်။မျိုးချစ်စိတ်တက်ကိုလှုံ့ဆော်ပေးတဲ့တခြင်းတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရုပ်သေးနဲ့အငိမ့်သဘင်တို့ကကိုလိုနီခေတ်မှာဆက်ပြီးတော့ခေတ်စားခဲ့တယ်။ 1900ပြည့်နှစ်မှာမြေဝိုင်းခက်ကိုကျော်လွန်ပြီးတော့ဇက်ခုံထိုးပြီးတော့ကပြချင်းတွေပြုလုပ်ခဲ့တယ်။ဇက်ယုံတွေလည်းပေါ်ပေါက်လာခဲ့တယ်။မြမဇက်ပွဲကိုအစင်တန်းမြင့်တင်ခဲ့တဲ့သူတွေကတော့ဥဖိုးစိန်၊ဥစိန်ကတုံး၊ရွှေမန်းတင်မောင်တို့ဖြစ်တယ်။မြမရုပ်ရှင်ကုမ္ပဏီ40ကျော်ပေါ်ပေါက်ခဲ့ပြီးတော့ဇက်ကားတွေလည်းရိုက်ကူးခဲ့တယ်။ ကဲဒီပုံလေးရတော့ကိုလိုနီခေတ်မှာပေါ်ထွန်းခဲ့တဲ့ပကြီးဆရာဥပညာရဲ့လက်ရပကြီးကားပုံလေးဖြစ်တယ်။ဒါလေးရတော့ကိုလိုနီခေတ်ရဲ့ရုပ်သေးသဖြင့်ကပြားတဲ့ပုံလေးဖြစ်တယ်။ကဲသားတို့သမီးတို့ကိုလိုနီခေတ်ရဲ့စာပေနဲ့အမှုပညာလက်ရတွေအကြောင်းကို သိရှိသွားကြပြီဆိုတော့ဒီချဲနဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။